ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ Champion League ကျွန်တော်တို့ဒါဒုတိယရက်ဖြစ်ပါတယ်เนาะမနေ့ကတော့ကျွန်တော်တို့တကြောင်းနေတော့ပွဲ3ပွဲမှာကျွန်တော်တို့3စာပွဲအဲ Liverpool ဂိုးပေါ်လစ်တယ်2စာပွဲ2ပွဲလုံးအောင်တယ်2စာပွဲအဲ Bayern Munich ဘော်ဒီအောင်ပြီးတော့နောက်တစ်ပွဲကတော့ Frankfurt ဂိုးပေါ်ပေါ့เนาะ Tico ဂိုးပေါ်အောင်တယ်ဆိုတော့မနေ့ကတော့အပေါင်း100လေးထွက်ခဲ့မယ်ထင်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒါ Champion League ဒုတိယ ရက်ပေါ့လीเนาะဒီနေ့မှလည်းဘွဲအနှဲငယ်တော့များတယ်ပေါ့လीเนาะမနေ့ကအတိုင်းပါပဲဒါပေမဲ့လည်းဒီနေ့ကိုးပွဲလုံးကိုကျွန်တော်ဒီ live တစ်ခုထဲမှာပဲအားလုံးကိုတောက်လျှောက်ပြောပြမှာဖြစ်ပါတယ်ဒီနေ့တော့ live တစ်ခုပဲရှိပါမယ်ညီကိုတို့ကြီးเนาะအဲ့တော့မင်္ဂလာပါဗျဆိုတော့အသေးလေးလက်မလေးเนาะတော်တော်ဆက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ကြီးကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဒီနေ့ကတော့တော်တော်လေးကြီးကောင်းမဲ့ပွဲကြီးအများကြီးပဲဗျအဲ့တော့အဓိကကတော့ဒီ Barcelona နဲ့ PSG ရဲ့ပြန်လည်ဆုံတွေ့မှုပေါ့လीเนาะဒါလေးက ဒီပွဲကတော့တော်တော်လေးကြည်ကောင်းမဲ့ပွဲလို့တော့မြင်နေနောက်မိုနာကိုနဲ့မန်စီးတီးပွဲလဲတော်တော်လေးမိုက်မယ်ထင်ပါတယ်ဂျန်နာရီကတော့အာဆင်နယ်နဲ့အိုလံပီယာကိုစ်ကတော့ဒါတစ်ပတ်သက် တပတ်သက်ပွဲလို့ယူဆလို့ရတယ်ပေါ့လीเนาะအစောပွဲကတော့ဒီနေ့နှစ်ပွဲရှိပါတယ်ကာရာဘတ်နဲ့ကျွန်တော်တို့ကိုပန်ဟေဂင်ရှိပြီးတော့ Union စိတ်နဲ့ကျွန်တော်တို့ဒါ Newcastle နှစ်ပွဲကတော့ဒါအစောပွဲအနေနဲ့ရှိမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်၄သင်းပေါင်း၂မောင်းအထိကျွန်တော်ရွေးထားတယ်ဇာပွဲ၃ပွဲမနည်းအတိုင်းပဲကျွန်တော်ရွေးထားတယ်၃စတစ်ပွဲနဲ့၂စနှစ်ပွဲအဲဒီကြောင်းနဲ့တော့ပွဲအားလုံးပေါင်းတိုတယ်၃ပွဲပေါ့နော်အဲ့တော့ဒီနေ့ကတော့ lively ဒီနေ့ဒီဒီတစ်ခုပဲရှိပါမယ်เนาะမင်္ဂလာပါညီကိုရေဆိုတော့အသေးလေးလက်မလေးတရားတို့ချက်လောက်ကွန်ပျူတာနှိပ်ပေးကြပါဦးညီကိုရေ brother ချက်သေးကိုမင်္ဂလာပါ မျိုးကျော်သူမင်္ဂလာပါဗျတန်းကျော်မင်္ဂလာပါအဇောင်းမင်္ဂလာပါဗျလာမင်းနိုင်မင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါတန်းကျော်မင်္ဂလာပါချစ်သက်ကိုမင်္ဂလာပါဝင်းအောင်မင်္ဂလာပါဇင်ကြီးမင်္ဂလာပါအဲညဂလာဒါစရီမန်ဟုတ်တယ် brother ကြီးအဲဂလာဒါစရီ body နဲ့ဂိုးဘော်ကျွန်တော်မှရွေးရတော်တော်ခတ်နေပြီးတော့ဂိုးဘော်ရွေးလိုက်တာလစ်တာပဲเนาะအဲ့တော့ body ဂလာဒါစရီ body လေးနေလိုက်ရင်တော့ကောင်းသားဗျာတိလာလေဘူးကိုတိတယ်ဗျာနှလုံးမပြတ်ဘူးဆိုတာတော့တိတယ်ဒါပေမဲ့လည်းအဲလက်ရှိအနေထားအရဂလာဒါစရီကလည်းခြေကျနေတာပေါ့เนาะ lisbon round 41လမ်းမသိဘူးပေါ့เนาะရှုံးတာဆိုတော့ ဟိုဂိုးဘောနေလိုက်တာလှစ်တာပဲဗျာနော်အဲ့တော့ body လေးနေလိုက်ရောကောင်းသားဗျာနော်အဲ့တော့ဒါပေမဲ့ညကကျွန်တော် Bayern လဲတော်တော်လေးအဆင်ပြေခဲ့ပါတယ်နော်ပြီးတော့ဒီ Frankfurt goal ball လဲတော်တော်လေးပေါ်ပေါ်ခဲ့တယ်ဆိုတော့မနေ့ညကတော့ဒါအပေါင်း100ကျွန်တော်တို့ထွက်ခဲ့မယ်ထင်ပါတယ်ဗျဘာသာအောင်စော်မြင့်မင်္ဂလာပါဦးဝင်းမောင်မင်္ဂလာပါဗျတန်းစင်အောင်မင်္ဂလာပါထွန်းထွန်းဝင်းထွန်းထွန်းဝင်းမင်္ဂလာပါ Shine Wanna အောင်မင်္ဂလာပါအောင်တန်းဝင်းမင်္ဂလာပါညီကိုရေး brother ကျော်တူလှမင်္ဂလာပါဦးဝင်းမောင်မင်္ဂလာပါတိတိမင်္ဂလာပါအောင်ရက်ထက်မင်္ဂလာပါဦးမျက်နှာမင်္ဂလာပါတိတိမင်္ဂလာပါ Rambo Rambo မင်္ဂလာပါဦးဝင်းလှိုင်မင်္ဂလာပါညီကိုရေး brother Peter ကျော်မင်္ဂလာပါရဲကို2019မင်္ဂလာပါ Mount Kiss မင်္ဂလာပါမိုးမိုးထက်မင်္ဂလာပါဗျ ကျော်သက်ပိုင်မင်္ဂလာပါတက်မောင်စုမင်္ဂလာပါကျော်စင်မင်္ဂလာပါထိထိမင်္ဂလာပါအဲတက်အဲတက်သေးမင်္ဂလာပါရဲကို2019မင်္ဂလာပါမောင်ကစ်မင်္ဂလာပါနေမင်းမင်္ဂလာပါတုတ်ကြည့်မင်္ဂလာပါဗျဘာသာတင်မြင့်မင်္ဂလာပါအာကိုငင်းမင်္ဂလာပါထိထိမင်္ဂလာပါအဲဇကတာမင်္ဂလာပါဗျဘာသာဝင်းကြိုင်မင်္ဂလာပါမောင်ဆန်းမင်္ဂလာပါရန်အောင်စုမင်္ဂလာပါဗျအဲဘာသာဘယ်ပါလဲ ကြော်ထက်မင်္ဂလာပါခိုင်ဖြိုးအောင်မင်္ဂလာပါဒေါမွန်နဲ့နာပိုလီပွဲလေးတဲ့ပြောမယ် brother ကြီးအဲ့ပွဲဒီတော့ကျွန်တော်မောင်းထဲမှာထည့်ထားပါတယ်နော်အဲ့ဒါလေးပြောပြပါမယ်ဆိုတော့ဒီနေ့ကတော့ live ကတော့ဒီတစ်ခုပဲရှိပါမယ်ဆိုတော့ brother တို့အသေးလေးလက်မလေးလေးဒီ live တစ်ခုလေးကိုဝိုင်းပြီးပေးလို့ရပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်စအဲ့ဒါဆိုစလိုက်ကြမယ် brother တို့ကြီးနော်အားလုံးပေါင်းဘောင်းကိုပွဲတင်ပါတယ်နော်မနေ့ကအတိုင်းပဲကိုပွဲတိုင်းပဲမနေ့ကတော့ကျွန်တော်မောင်းတမောင်းပဲထွက်တယ်ဒီနေ့ကတော့ကျွန်တော်နှစ်မောင်းတိတိဆွဲထုတ်ထားပါတယ်အဲ့ဒါဆိုတော့ကျွန်တော် let's go ပါဗျာနော်အဲ့တော့ဒါ wise mom မှာစောကျင်တဲ့ညီကိုတွေအနေနဲ့ကလည်း gobi ရဲ့ promo code ဖြစ်တဲ့ gb777 အောင်သုံးပြုရတော့လေ100% bonus ရယူနေပါတယ် ေးသေးသေးလေးလောက Wise Web မှာ Facebook page နဲ့သူတို့ application တို့မှာ website လေး Customer Service Call နေပြီးတော့လေး24နိုင်တည်လို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ Let's go ပါ ဆိုတော့ပထမဆုံးကတော့ကျွန်တော်ကာရာဘတ်ဘွဲကနေစပြီးပြောပြီးမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကာရာဘတ်အသင်းဟာကိုဘေဟေဂင်နဲ့တွေ့မယ်ကာရာဘတ်အိမ်ကမှာကိုဘေဟေဂင်အဝေးခွင့်ရနေလေးပဲ40ပေးထားပြီးတော့3လုံး80ပေါင်းနဲ့ကျွန်တော်တို့ပြန်ကထားခြင်းဖြစ်ပါတယ်ဒီနှစ်သင်း2018ချန်ပီယံလိမှာနောက်ဆုံးတွေ့ခဲ့ပြီးတော့ကာရာဘတ်အိမ်ခွင့်မှာလည်းပဲ50ချုံ 1C နဲ့ကာရာဘတ်နိုင်ပြီးတော့ကိုဘေဟေဂင်အိမ်ခွင့်ရောက်တဲ့ခါမှာတစ်လုံး90ပေါင်းပေးပြီး21နဲ့ကိုဘေဟေဂင်ကကာရာဘတ်ကို21နဲ့ကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့တပိုင်းတခြားဖွင့်တဲ့နှစ်ပွဲလုံးဟာကြီးအောင်ထားတာကိုတွေ့ရတယ်နောက်ဆုံးကကာရာဘတ်အိမ်ခွင့်မှာကာရာဘတ်ဘက်ကလည်းပဲ50ပေးခဲ့တာကြောင့်အခုပေးတဲ့အဝေးခွင့်ရနေပြန်ပြီးပေးထားတဲ့လေ ပဲ40ပမာဏဟာကိုပဲဟေကင်အောင်နိုင်သောရက်လက်ကောင်းနိုင်သောခြေမျိုးဖြစ်ပါတယ်ဆိုတော့လက်ရှိအနေထားအရကိုပဲဟေကင်ကိုပြန်ကြည့်ရရင်လေဒီဟာဒီခြေစွမ်းကောင်းတယ်ကောင်းတဲ့ဘက်တော့ ပို့ပို့သွားတယ်ပေါ့လေနော်အဲ့တော့လက်ရှိအနေအထားအရာကိုပဲဟင်းငင်းဟာအဲသေပွဲအနှဲငယ်လေးတွေတော့များတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာလီဗာကူဆန်လိုအသင်းစီကတမတ်ရခဲ့တယ်ဆိုတော့ဒါခြေစွမ်းကောင်းတယ်လို့ပဲကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်အဲ့တော့သူတို့လိမာလည်းတိုက်စစ်ပိုင်းကတောက်လျှောက်အဆင်ပြေတယ်ဒါပေမဲ့အဝေးကွင်းလေးတော့အနှဲငယ်လေးခံစစ်ကပေါက်တဲ့အနေအထားလေးတော့ရှိတယ်ပေါ့လေဒါကြောင့်ဒီပွဲကဘလို့ပဲစဉ်းစားစဉ်းစားကာရာဘတ်အနေနဲ့ကိုပဲဟီကင်နဲ့တဆင့်နိုင်တယ်လို့ပဲကျွန်တော်ပြောရမှာဖြစ်ပြီးတော့ကိုဒီကာရာဘတ်အနေနဲ့ကနောက်ဆုံးပွဲမှာဘန်ဖီကာအသင်းကိုတော့2-3နဲ့နိုင်ထားတာကြောင့်နည်းနည်းလေးတော့ကြောက်ရတယ်ဗျဒါပေမဲ့အဲတုန်းက နော်ကာရာဒီဘန်ဖီကာအသင်းဟာအဲခြေစွမ်းကျနေတဲ့အနေအထားမျိုးမှာရှိတာကြောင့်ကာရာဘတ်အနေနဲ့တိုက်စစ်အပြူပီကန်တဲ့အချက်ကြောင့်သူတို့နိုင်ခဲ့တာလို့ယူဆလို့ရတယ်အဲ့တော့လက်ရှိကာရာဘတ်ဟာ၃မှတ်ရပြီသားဖြစ်တဲ့အတွက်ဒီနေ့ဘက်မှာနောက်ထပ်၃မှတ်တော့ကျွန်တော်ထင်တော့ဒီဘက်ကဘလို့မှကာရာဘတ်၃မှတ်မရနိုင်ဘူးဗျာအဲ့တော့အလုံးသုံးရမှတက်မှတ်ပဲရမယ်အနေအထားမျိုးဖြစ်ပါလေဒါပေမဲ့သူ့မှာကဘန်ဖီကာအောင်နိုင်ခဲ့တဲ့အနေအထားမျိုးမှာကိုဘဟေဂင်လိုအသင်းကိုတော့ level 40ဆိုတဲ့ပမာဏမှာ၃လုံး80ပေါင်းဆိုတဲ့ပမာဏအရာတေရအောင်တော့ကန်နိုင်တဲ့ခြေစွမ်းမျိုးတော့အနည်းငယ်လေးရှိတယ်အဲ့တော့ကာရာဘတ်ရဲ့ပြဿနာကခြေစွမ်း ော့မငြိမ်တာဗောနော Frank Gabros အသင်းကို2-3နဲ့အိမ်ခွင်းမှာရှုံးဘူးပါတယ်ဒါပေမဲ့ Frank Gabros အိမ်ခွင်းမှာကြတော့လဲ1-3နဲ့နိုင်ခဲ့တယ်ဆိုတော့လက်ရှိအနေအထားအရ Carabach ကြီးကအတိအကျတိတ်မရှိဘူးဒါပေမဲ့လည်းဘလိုပဲဖြစ်ဖြစ် level 40မှာ380ပေါင်းဖြစ်တဲ့သူက Copenhagen အနေနဲ့ကျွန်တော်ထင်တော့ဒီဘွဲက Copenhagen တည်ရင်အပြင်တော့မရှုံးနိုင်ဘူးဗျဒါကြောင့်ဒီဘွဲမှာ level 40ကတော့ 2x double chance နဲ့နေရင်တော့ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်ဆိုတော့ဒီဘွဲလေးရွေးချယ်မှုကတော့ Copenhagen 2x double chance ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်တစ်ဘွဲကကျွန်တော် Union စင်ကီလိုအစီနဲ့ဒါနျူကာဆယ်ပွဲလေးဖြစ်ပါတယ်အဲ့တော့ဒီမှာကလက်ရှိအနေထားအရနျူကာဆယ်ဘက်ကနေဒါအဝေးဝန်းကနေကြီးပြန်ပေးထားပြီဒီပွဲကကျွန်တော်တို့ဒီနေ့ရဲ့၃ဆပွဲဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိနျူကာဆယ်ဘက်ကအဝေးဝန်းကနေဒါ level တရားဝင်ရိုးမှာမှ၃60ပေါင်းနဲ့ပြန်ကာထားခြင်းဖြစ်ပါတယ်ဒီနေ့တင်ရတော့ head to head မှာတစ်ခါမှတော့မတွေ့ဘူးလက်ရှိ Union Saint Gilloise အသင်းက Belgian League မှာအဆင့်တက်နဲ့ဦးဆောင်နေတယ်လက်ရှိရှုံးပွဲလုံးဝမရှိတာဘူး၉ပွဲမှာ၇ပွဲနိုင်တယ်၂ပွဲတည်ရည်နဲ့၄ကိုပဲပေးရတယ်၁၉ဂိုးထိသွင်းထားပြီးတော့၂၃မှတ်နဲ့ထိပ်ဆုံးရက်တည်နေပါတယ်အဲ့တော့လက်ရှိ Belgian League မှာအဆ င်းနှစ်ကတော့ကျွန်တော်တို့ဒါ Club Brugget ဖြစ်ပါတယ် Brugget တောင်မှလက်ရှိ6ပွဲမှာနှစ်ပွဲရှုံးထားတယ်ဗျ18နံပါတ်နဲ့ Union စိတ်နဲ့တော်တော်လေးကွာနေပြီဆိုတော့ Brugget တောင်မှလက်ရှိအနေအထားမှာနည်းလေးခြေစွမ်းရိုင်နေတဲ့အနေအထားမျိုးမှာ St. Gilloise အနေနဲ့ကအိမ်ကွင်းမှာ ပိုကောင်းမယ်ထင်ပါတယ်เนาะအဲ့တော့ဒီတစ်ဖက်ကနီကွာဆေးကိုကြည်ရရင် easy မရှိတဲ့အနေအထားမှာလက်ရှိဝူဒမန်ဒီတော်တော်လေးကောင်းနေတယ်ဆိုပင်မယ်လို့အဝေးဝင်းအားနေတာကိုသတိထားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာ Arsenal ဘွဲမှာခြေစွမ်းကောင်းမွန်ခဲ့တဲ့ဝမ်းစီးနဲ့အနေအထားမှာသူတို့ cancel အားပြုပြီးဆော့လိုက်တဲ့အတော့ Arsenal အလှည့်ပြောင်းပြုလုပ်တဲ့အခါမှာဒါ Marino ကနေတကူ Gabriel ကနေเนาะ Service ကနေတကူနဲ့သူတို့1 2နဲ့ကျွန်တော် Arsenal ပြီးခဲ့တဲ့ဘွဲမှာကြေးအောင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့နီကွာဆေးကိုပြန်ကြည့်ရရင်တော့ပြီးခဲ့တဲ့နောက်ဆုံးဘွဲမှာ Champions League မှာ Barcelona အသင်းနဲ့တွေ့ခဲ့တာဖြစ်ပြီးတော့1 2နဲ့အင်ကွင်းမှာ ဒဲဂျီကိုရှုံးခဲ့တာဖြစ်ပါတယ်ဘာစီလိုနာကိုအသင်းနဲ့တွေ့တဲ့အချိန်မှာတော့မှဒဲဂျီပေးရတဲ့နျူကာဆယ်ကလက်ရှိအဝေးဝန်းကနေ Union Saint ကို level ရှုံးပေးတယ်ဆိုတာဟာကြီးပြင်းတယ်လို့ခေါ်လို့မရပါဘူး level တရာရှုံးမှာ380ပေါင်းဖြစ်နေတဲ့အတွက်လည်း Newcastle ကိုပြန်နိုင်စရာအကြောင်းမရှိဘူးဗျဆိုတော့နောက်ရှိအနေအထားအရ Newcastle ဝေးခွင့်ပြန်ကြည့်မယ်ဆိုရင်လည်းဒီဟာဒီအဖွင့်ထဲရဆလို့လက်ရှိအချိန်ထိတပွဲမှနိုင်ခဲ့ခြင်းမရှိသေးဘူးတပွဲမှအဝေးခွင့်ဂိုးမရသေးပါဘူးဒါလို့ထဲသွင်းစဉ်းစားမှာဖြစ်ပါတယ်ဘုံမောင်းတဲ့ပွဲမှာ ZZ လေးစ်နဲ့ပွဲမှာဇီဇီအက်စတန်ဗီလာကိုဇီဇီကန်ထားတယ်เนาะအဲ့တော့ခြေစမ်းပွဲတွေမှာလည်းတခါမှအဝေးဝင်းကိုเนาะဂိုးသွင်းခဲ့ခြင်းမရှိတဲ့နျူကာဆယ်အနေနဲ့ကလက်ရှိနေဖို့ကတော်တော်လေးခိုင်းရင်းတဲ့အနေအထားမှာဖြစ်ပါတယ်เนาะတောက်လျှောက်လည်းအန်တာ2.5တွေကြီးပဲနျူကာဆယ်ကန်ထားတဲ့အချက်ကြောင့်ဒီပွဲကဘလို့ပဲစဉ်းစားစဉ်းစား Union Sake တော်တော်လေးမိုက်ပါတယ်ဒါကြောင့်ဒီပွဲကိုကျွန်တော် Union Sake Body သုံးစားပွဲအဖြစ်ရွေးချယ်ထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့ United အနေနဲ့ကတော့ပြီးခဲ့တဲ့ပတ်မှာ PSV အိမ်ကွင်းမှာတော့မှ1-3နဲ့နိုင်ခဲ့တာဖြစ်ပါတယ်ဒီဟာဒီအိမ်ကွင်းလဲဒီ United တော်တော်လေးမိုက်ပါတယ်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်ဒီနေ့ရဲ့သုံးစားပွဲအဖြစ် United KYC body လေးရွေးချယ်ထားပါတယ်โอเคပါအဲ့တော့နောက်ပွဲကကျွန်တော်တို့ဒါ Arsenal နဲ့ Olympia Coast ပွဲပါနှလုံးတည်ရေသုံးလုံးတည်ရေဝင်ရုံမျိုးပေးထားပြီးတော့လက်ရှိနေထားရ B-Boy G ရောက်ဝင်မဲ့ G မျိုးဖြစ်ပါတယ်သုံးလုံးတည်ရေ G ကြောင့် Arsenal အနေနဲ့ နှလုံးတည်ကြီးမှာ individual over 1.5 AACC ဖြစ်နိုင်တယ်အနည်းဆုံးနှလုံးအောက်ထက် ပြတ်နိုင်တယ်ဆိုတဲ့သဘောမှာရှိပါတယ်။ဒါပေမဲ့ဒီပွဲဟာအာဆင်နယ်အနေနဲ့လူစင်းအဓိကအရေးကြီးပါတယ်။လာမယ့်ပွဲဝါဆန်းရှိမယ်၊ဖူဟန်ရှိမယ်ဆိုတော့တိတ်တော့စိတ်ပူစရာမလိုဘူးဗျ။ဒါပေမဲ့လည်းပြီးခဲ့တဲ့ပွဲတွေပွဲပန်းနေပြီလို့မြင်တယ်။အဲ့တော့ဒီဘီဘောင်နယ်ပွဲနိုင်တယ်၊မန်စီးတီးနယ်ပွဲတည်ကြတယ်၊ပေါ်ဖီးနယ်ကတော့ထားလိုက်တယ်ဗျာ။ပြီးရင်ဒီဒီနျူကာဆယ်နယ်ပွဲမှာ1-2နဲ့တော်လေးပင်ပင်မမှန်ကန်လာတဲ့အနေအထားမှာဒီနေ့တော့အလဲအပြောင်းလေးအနေငယ်လုံနိုင်တယ်။ဆိုတော့ဝန်နရီတို့နော်ဒီစကယ်လီတို့အဓိကအားပြုမဲ့အနေအထားမှာအရန်ကြီးဂိုးပြတ်ဖို့တော့ ဲရင်နိုင်တယ်เนาะအဲ့တော့လက်ရှိအနေထားရကွင်းလေကောဒီဇူဘီမန်ဒီတို့ဘလူးဘလူးနဲ့ထွက်မလားနော်ဂတ်နဲ့ပဲထွက်မလားဆိုတော့တေချာတို့ကတော့နော်ဂတ်တို့ပါတော့အရန်နေနဲ့ထွက်ရင်တော့အရန်ကြီးကိုကမြင်ရမယ့်အနေထားမှာမရှိဘူးဒါပေမဲ့သုံးလုံးတည်ကြီးကြောင့်အိုလံပီယာကုစကလည်းတော်တော်လေးမာတဲ့အသင်းဖြစ်ပါတယ်เนาะဂရီလီယာဖြစ်ပါတယ်အဲ့တော့ဒီလိုနှမနှစ်သင်းထိတဲ့တွေ့ဆုံမှာမီကဲအာရီတာအနေနဲ့ကဘလူးမဖွင့်ဆော့စရာအကြောင်းမရှိဘူးဗျဘီဘောဂျီအောင်မှာအရန်နေနဲ့ထွက်လာမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီပွဲက အဲဘီဘောဂျီအောက်အာဆင်နယ်ဘော်ဒီတို့မဟုတ်ကိုးအောက်ထဲပဲစဉ်းစားသင့်တယ်လို့ယူဆပါတယ်ယိုဂရက်ရှ်အီဇီတို့အုပ်စုနဲ့ဆာဂါတို့နဲ့မြန်မြန်ဆန်ဆန်ထွက်လာမယ်ဆိုရင်တော့အာဆင်နယ်ပဲနေတင်ပြီးတော့အရန်နေနဲ့အများစုထွက်လာရင်တော့ဒီဘွဲကလက်ရှောင်လိုက်တာပို့ပြီးကောင်းပါလေဗျာဘာလို့လက်ရှိနေထားရပထမပိုင်း45မိနစ်အရန်နေနဲ့ကံပေးမယ်ဒုတိယပိုင်းမှာတကယ်ကစားသမားတွေတုံးပြီးတော့အချိန်ကြီးဂိုးရနိုင်တာဖြစ်တဲ့အတော့ ဂယ်ရီများ3စီ4စီဖြစ်သွားရင်တော့တိုင်ပတ်သွားနိုင်တယ်ဗောလေတခြားတာတစ်ခုကတော့ Olympia Coast ကဒီနေ့ပွဲမှာဘလို့မှ၉ရနိုင်မယ်ခြေမျိုးမဟုတ်ပါဘူး Arsenal ဘယ်နှကူသွင်းမလဲပဲကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်ဒါကြောင့်1စီ2စီအနေဆုံးလာမယ့်အနေထားမှာ1စီတော့ကျွန်တော်ကြောက်စရာမရှိနိုင်ဘူးဗျအဲ့ဒီ2စီနဲ့ကျွန်တော်တို့တက်မဲ့တပေါက်လေးပဲရှိတယ်ဗောလေဒါမှမဟုတ်လဲ3စီမရောက်နိုင်တဲ့အချက်ကြောင့်ဒီပွဲကကျွန်တော် risk များတယ်လို့ပြောခြင်းဖြစ်ပါတယ်ဒီနေ့သင်ရဲ့ head to head မှာ အားလုံးပေါင်းချန်ပီယံလိအိမ်ဝင်ဒါအာဆင်နယ်နေနဲ့6ကြိမ်တိတိအခံမှုပါတယ်ချန်ပီယံလိမှာ၄ကြိမ်ယူရိုပါလိမှာ2ကြိမ်ပေါ့လေအဲဒီမှာအမြင့်ဆုံးခြေဖွင့်လှစ်မှုကနှလုံး90ပေါင်းတစ်ကြိမ်ပဲဖွင့်မှုပါတယ်2009ခုနှစ်တုန်းကဖွင့်ပြီးတော့ဒါ2စီးနဲ့နှလုံး90ပေါင်းကြိမ်အောင်ထားပါတယ်အနေဆုံးခြေကတော့တစ်လုံးတည်ဖြစ်ပြီးတော့2017မှာ21ဖြစ်တယ်เนาะအဲဂျားကတော့တစ်လုံး90ရှုံးခြေတိ ဖွင့်ထားတာဖြစ်တဲ့အတွက်အခုပေးတဲ့ကြေးဟာတမိုင်းချောင်းမှာနှလုံးသေးဟာအပြင်းဆုံးကြီးဖြစ်တာကြောင့်အောင်ကောင်းအောင်နိုင်ပါတယ်เนาะအဲ့တော့လက်ရှိအာဆင်နယ်ရဲ့ကစားသမားတွေကလည်း squad deck ကလည်းတော်တော်လေးကောင်းမွန်နေတဲ့အနေအထားမျိုးမှာကျွန်တော်ဒီပွဲလေးအာဆင်နယ် body ကြိုက်ပါတယ်ဂိုးအောင်ကြိုက်ပါတယ် body ပိုနေတဲ့တယ်လို့ပဲယူဆပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲဆက်သွားပါမယ်ဆိုတော့နောက်တစ်ပွဲကတော့ Man City နဲ့ Monaco ပွဲဖြစ်ပါတယ် Man City ကတစ်လုံး60ရှုံးကိုသုံးလုံးဒါ100ရှုံးနဲ့ပေးထားတယ်ဒီမှာကနည်းနည်းကြောက်တာက Guardiola ရဲ့ CD ဒီနေ့ပွဲပိတ်ဆော့မယ်အနေထားလေးနည်းနည်းကြောက်တာပေါ့နော်လက်ရှိအနေထားအရာကတော့ဒိုနာရူမရောက်လာတဲ့အနေထားမှာကန်ဆယ်ပိုင်းမန်စီးတီးဟိုပို့ပြီးကောင်းလာတယ်ပေါ့နော်ပုံငိမ့်လာတယ်ဒါပေမဲ့လည်းအဲပြီးခဲ့တဲ့ပွဲမှာဘန်လီနဲ့အသင်းကို5-1နဲ့ခွင့်ပြုလိုက်ရတယ်ဆိုတော့ထုံးစံအတိုင်းပါပဲเนาะကန်ဆယ်ကလက်ရှိအနေထားရအစင်တော့တိတ်မပြေးနေဘူးဒါပေမဲ့တစ်ဖက်ကပြန်စင်းစားရင်ဟာလန်တို့ခူးရတဲ့အနေထားမျိုးမှာဒီနေ့တလုံး90ရှုံးကြော်ပြီးပေးထားတဲ့အနေထားအကြောင်းဒီဘွဲကအောက်ထက် မန်စီးတီးဘက်ကနှလုံးအောက်ထက်မြင်ရမယ့်အနေဒါရှိပါတယ်ဒါပေမဲ့၃လုံးတရာရှုံးဆိုတဲ့ဂျေးကြောင့်လည်းမိုနာကိုကိုးရနိုင်တယ်ဗျအဲ့တော့ကြောက်စရာကျွန်တော်တို့1 2တပေါက်ပဲကြောက်အောင်မှာဖြစ်ပြီးတော့မိုနာကိုရဲ့လက်ရှိကာနာဖောင်ကိုကြည့်ရရင်လည်းတောက်လျှောက် over 2.5တည်းပြီးတောက်လျှောက်ဖြစ်ထားတယ်ပေါ့လေ အဲ့တော့လက်ရှိအနေအထားအရာကလူစင်းကိုကြည့်ရင်တော့နည်းနည်းလေးအနေရများတယ်ဗျမိုနာကောမှာအဓိကတိုက်ဆက်မှုတွေနော်ဂိုလိုဗင်တို့ဒီဇာဂါရီယာတို့ကဒီကွင်းလေတွေရောအကုန်လုံးအဲကျိုးပဲ့နေတဲ့အနေအထားမျိုးမှာဂိုးသမားအဆပေါ့လေဆိုတော့မိုနာကောမှာအဲဒန်ရန်လူစင်အရန်များနေတယ်မန်စီးတီးမှာတော့အရန်ကြီးတော့မရှိဘူးဗျာနော်အဲ့တော့မတ်စ်ဘောင်းနဲ့ချာကီလောက်ပဲရှိတာဆိုတော့စီးတီးကတော့လူစုံတက်ဆုံမဲ့လို့ပြောလို့ရတယ်ဆိုတော့ဒီဘွဲကဇုံပေါ်တဲကကျွန်တော်တို့တေချာလေးရွေးရမှာဖြစ်ပါတယ်အဲ့တော့တေချာတစ်ခုကတော့စီးတီးဒီဘွဲကသုံးမှတ်တေချာပေါ့ရမှာဖြစ်ပြီးတော့ဂိုးပြက်အောင်ဂွာကြီးအနေနဲ့ကံမလာပဲစ င်းစားစရာရှိတယ်။နောက်တစ်ချက်က player တွေအနေနဲ့ပေါ့လေ။အဲ့တော့ကစားသမားတွေအနေနဲ့ကလက်ရှိ Champion League မှာဂိုးသွင်းအများဆုံးစုလို့ဘာစုညာစုအတွတ်တော့ကန်နိုင်ကြီးလေးတော့ရှိသေးတာကြောင့်ဒီအချက်လေးကျွန်တော်တို့ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်နှစ်သိန်းစလုံးရဲ့ဇီယိုက်လက္ခဏာအရ over 2.5များတာပေါ့မှာ3လုံးတရာရှုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ ိုးပေါ်မှာတပါရွေးစရာမရှိဘူးလို့ထင်တာပဲဗောလေအဲ့တော့ဒီပွဲကတော့ The Yellow Man City 1 equal နဲ့နေတော့မိုက်ပါတယ်ဆိုတော့ဂိုးပေါ်လေးရန်တော့ပိုအဆင်ပြေမယ်ထင်ပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲအထိဆက်သွားပါမယ်ဘာစီလိုနာပွဲဖြစ်ပါတယ် PSG နဲ့ပါဘာစီလိုနာအိမ်ခွင်မှာတလုံး90ပေါင်းပေးထားတယ်၃လုံးကိုတရားရှုံးကြီးပေးထားပါတယ် တလုံး90မှာမှာသုံးလုံး100ရှုံးဖြစ်တာကြောင့်ဘာစီလိုနာတေချာပေါက်900ရမှာနိုင်တယ်လို့ PSG နေလည်း900ရနိုင်ကြီးရှိပါတယ်ဒါပေမဲ့ PSG 900ရနိုင်ပါမလားသွားကြည့်တော့လက်ရှိ PSG မှာကအဓိကကစားသမားတွေကြီးပဲအကုန်လုံးကျိုးနေတယ်ပေါ့လीနော်အဓိကဒီ Dembélé မပါဘူးဗျာနော်လက်ရှိ Ballon d'Or ရထားတဲ့ Dembélé မပါဘူးအဓိကအားကိုးရတဲ့ Coverage Kelia မပါနိုင်ဘူး Duwei မပါနိုင်ဘူးဒီ၃ယောက်နဲ့တဲ့ PSG မနေသင့်တာ ါတော်တော်လေးမြင်သာပါတယ်အဲ့တော့လက်ရှိအနေထားရအားကိုးရမယ့်ဟာကဒီ nervous ရှိမယ်ဗျာဘာကူလာရှိမယ်အဲ့နှစ်ယောက်လောက်ပဲတော့မြင်တယ်ဗောဗီဒင်ညာလဲအဲ့လောက်ကြီးတော့ကျွန်တော်တိတ်မကြိုက်ဘူးကျန်တာတွေကဟာကီမီတို့ဘာလို့ကောင်းနေဆိုပေမဲ့လို့လက်ရှိအနေထားရတကယ် key player တွေအများစုမပါတဲ့အနေထားမျိုးမှာကိုပေါ်ပါမလားအဲ့တစ်ချက်ပဲဟိုစိတ်ပူတာဗောနော်ရာမော့စ်ဟာလက်ရှိဘာစီလိုနာကိုအဲ့လောက်ကြီးတော့ ခြေစွမ်းပြနိုင်ပါမလားအဲ့တော့ပြီးခဲ့တဲ့ရာသီမှာတော့ဘာစီလိုနာအိမ်ဝင်းမှာဘာစီလိုနာကပြီးခဲ့တဲ့ကြီးကလည်းပဲ90ပဲရှိတယ်14နဲ့ PSG ကဖြုတ်ခဲ့ပါတယ်ဆိုတော့လက်ရှိဒီပွဲမှာ Hansi Flick တို့เนาะဘာစီလိုနာကစားသမားတွေကတော့ကျုံးပါပဲနောက်တစ်ချက်ကလာမဲရမယ်ပြန်ပါပြီဆိုတော့ နည်းနည်းလေးဒီဘွဲကြီကောင်းမဲ့အနေအထားလေးရှိတယ်ဗျာဒါပေမဲ့လည်း rafin ညာမပေါ့ဂါဘီမပါတဲ့အနေအထားမှာတေချာတာတခုကတော့နည်းနည်းလေးကမောက်ကမောက်ရက်လက်လေးတော့ထွက်နိုင်ကြီးရှိတယ်ဗောလေဒါပေမဲ့ဘာစီလိုနာအင်ကွင်းတမိုင်းတစ်လျှောက်မှာကဘာစီလိုနာဘက်ကကြီးပဲပေးခဲ့တာအနည်းဆုံးကြီး level 50ချုံပေးခဲ့ရတယ်ဒီမှာပေးပြီးတော့အမြင့်ဆုံးကြီးတလုံး50ချုံပေးခဲ့တာဖြစ်ပါတယ် အဲ့တော့ဘာစီလိုနာကိုကြည့်ရရင်လက်ရှိဒီဟာဒီဂိုးမရတဲ့ပွဲမရှိဘူးအိမ်ကွင်းတော်တော်လေးကောင်းတဲ့အသင်းထဲမှာပါတယ်ဒါပေမဲ့လက်ရှိနေရာကနောက်ဆုံးပွဲမှာဆိုစီတက်ကိုဂိုးပေးထားရတယ်2-1နဲ့အဲ့တော့ PSG ကိုကြည့်ရရင် PSG ဒီဟာဒီနောက်ဆုံးအဝေးကွင်းကမာဆေးပွဲပါအဲတုန်းကလည်းကျွန်တော်ပြောခဲ့တယ်လုံးဝဂိပလီယာမပါဘူးမာဆေးကို1-0နဲ့ကျွန်တော်တို့ရှုံးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအနေထားမှာဘာစီလိုနာဘော်ရီက ပူပြီးအဆင်ပြေနိုင်တယ်လို့ပဲကျွန်တော်တို့ယူဆတယ်ဗျာ။ Louis Andre အနေနဲ့တိုက်ဆက်ကောင်းတယ်ဆိုပေမဲ့လက်ရှိလူစင်းမျိုးနဲ့ကဘာစီလိုနာကို၉ရပါမှလာပဲကျွန်တော်စိတ်ပူတာဗောလေ။လက်ရှိနောက်ဆုံး၅ဘွဲမှာအဝေးဝင်၅ဘွဲမှာ၃ဘွဲ၉အောင်နေတယ်။ဆိုတော့ Hansi Flick ကတော့သူ့အသင်းကိုကငကိုရဲကခန်းဆက်ပေါင်နေတာပါ။အဲ့တော့ပေးကောင်းပေးရနိုင်ပေမဲ့တလုံး၅၀ပေါင်ဖွင့်ထားတဲ့အနေထားမျိုးမှာနှလုံးမပြတ်ဘူးဆိုရင်တောင်မှတလုံးတော့ပြတ်အောင် ေးထားတဲ့ဂျီမျိုးဖြစ်တယ်လို့ပဲကျွန်တော်ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့ဘာစီလိုနာပဲယူထားတာဖြစ်ပါတယ်ဘာစီလိုနာဘော်ဒီပါโอเคပါအဲ့တော့နောက်တစ်ပွဲကတော့လီဗာကူဆန်ပွဲလေးဖြစ်ပါတယ်လီဗာကူဆန်အင်္ဂွန်မှာ level တရာရှုံးနီးပါးပဲပေးထားတယ်သုံးလုံးတည်ရင်လည်းပြန်ကားထားတာဖြစ်တဲ့အတွက်နှစ်သိန်းစလုံးအချိန်မီ900ရနိုင်တဲ့ဂျီမျိုးဖြစ်ပါတယ်လီဗာကူဆန်အနေနဲ့ကလက်ရှိဒီနေ့ပွဲမှာတိုက်စစ်ကစားသမားအများစုမပါနိုင်ဘူးအဓိကတိုက်စစ်မှုပက်ထရစ်ရှီမပါပါဘူးပလာစီယိုမပါဘူးတယ်လာမပါတဲ့အတွက်တိုက်စစ်အင်အားအနည်းငယ်အားနေနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာ PSV မှာလည်းထိုးနီးကောင်းပဲပေါ့လေ အဓိကကစားသမား3-4ယောက်လောက်မပါဘူးဆိုတော့ player တိုက်စစ်မှုမပါတဲ့အနေအထားမှာ3လုံးတီဖွင့်တာဟာအမှန်တိုင်းပြောရင်တော့ဒါပြင်းတဲ့အနေအထားလေးသွားတွေ့ရတယ်ဗောလေအဲ့တော့လက်ရှိအဲအဓိကအချက်ကလည်းနှစ်သင်းစလုံးရဲ့ over 2.5နဲ့ဖွင့်ဆော့တတ်တဲ့ဇယိုက်လက္ခဏာကြောင့်ဖွင့်ထားခြင်းဖြစ်ပါတယ်အဲ့တော့အကယ်၍ player တို့ patrick kit တို့ဒါပါမယ်ဆိုရင်တော့ဒီဘွဲက3-50ရုံးလောက်အထိ ဟိုဝပေါင်းကြီးထပ်ပြီးတော့ပြင်းသွားနိုင်တာကြောင့်ဒီ key player တွေတိုက်စစ်မှုတွေမပါတဲ့အချက်ကြောင့်ဒီလောက်လေးပဲပေးထားခြင်းလို့ပဲကျွန်တော်တို့ယူဆပါတယ်အဓိကပြဿနာက Liverpool ကတိုက်စစ်ပိုင်းအားကောင်းနေဆိုပေမဲ့အဓိကပြဿနာက cancel ပိုင်းဖြစ်ပါတယ်နောက်ဆုံးပွဲမှာ Copenhagen C ကတူးတူးနဲ့တမှတ်ပေးရထားတဲ့အနေအထားမျိုးမှာအမှတ်ကတော့လိုတယ်ဗောလေ PSV ကလည်းလက်ရှိနောက်ဆုံးပွဲမှာ Union Saint ကို1-3နဲ့ရှုံးထားတယ်ဆိုတော့အဝေးခွင်းတောက်လျှောက် over 2.5ဖြစ်ခဲ့တဲ့အနေအထားအရဒီပွဲလေးဂိုးပေါ်မှာတပါးရွေးစရာမရှိပါဘူးเนาะ Liverpool 6ပေါ်ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ပွဲကတော့ကျွန်တော် Dortmund နဲ့ ီဘောင်ပွဲမှာဒေါမွန်တလုံး5တလုံး80ပေါင်းပေးတာလေနှလုံး100ရှုံးပေးတာလေဆိုတော့ level 100ရှုံးမှာနှလုံး100ရှုံးမဲ့ထားပါတော့အဲ့တော့လက်ရှိအနေအထားအရဘီဘောင်ကိုပြောရရင်တော်တော်ဆိုးဆိုးနေတဲ့အနေအထားရှိတယ်ဗောလေနိုင်ပွဲတောက်လျှောက်မရှိဘူးဒါဆိုနောက်ဆုံးပြန်လို့6ပွဲမှာ5ပွဲတိတိရှုံးလာတယ်ဂျူရိုနာကိုတီးကန်လာတယ်ဆိုတော့တောက်လျှောက်လည်းတိုက်စစ်ကမထွက်ဘူးနီကိုဝီလျံမပါတဲ့အနေအထားမှာတော်တော်ကိုဆိုးရွားနေတဲ့အနေအထားကြုံတွေ့နေရတယ်ဒီလိုမျိုးဟာကိုတစ်ဖက်ကတိုက်စစ်ကောင်းနေတဲ့ဒေါမွန်က level 100ပေးတာကတော့ ိုကြေးအရာအပြင်စဉ်းစားရင်တော့ပျော့တယ်လို့ပဲကျွန်တော်ကတော့သုံးသက်တယ်ဗျာသိလားအဲ့တော့ဒေါမွန်ကတော့ဂျူဗင်နက်စီက၄ခု၄ခုအထိကိုရခဲ့တာပါเนาะဒါကြောင့်ဘယ်ဘွဲပဲကြည့်ကြည့်ဒေါမွန်ဟာတိုက်စစ်ပိုင်းအားရတယ်ဗျာအဲဒီ mix အိမ်ခွင်းမှာတော့နှစ်ခုပြန်နဲ့နိုင်ခဲ့တာเนาะဟိုးဘက်ကို 1C နဲ့နိုင်တယ် heading ကို9နိုင်တာ Union Berlin ကို 3C ဆိုတော့တေချာတာတခုကတော့ရလက်ကအရန်ကြီးကောင်းတယ်ဒေါမွန်ပဲနေရမှာဒါပေမဲ့ကြေးကတော်တော်ပြော့နေတယ်ဗျာ level တရာရှုံးမှာနှလုံးတရာရှုံးဖြစ်တဲ့အတွက်ကြေးအရနေမယ်ဆိုရင်ကျွန်တော်တို့ ဇုံအောင်ထဲရပဲစဉ်းစားသင့်တယ်လို့တော့ကျွန်တော်မြင်တယ်ဆိုတော့နေမယ်ဆိုရင်တော့ဘီဘာကိုဘော်ဒီနေသင့်တယ်ဂိုးအောက်ပို့ပြီးတော့နေသင့်တာဖြစ်ပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲဆက်သွားပါမယ်နာပိုလီနဲ့ Sporting Lisbon ဖြစ်ပါတယ် level 80ရှုံးမှာနှလုံး100ရှုံးပြီးသားပါတယ်ဒီမှာနာပိုလီကိုပြောစရာရှိတာက white line နဲ့ထွက်လာမယ်တိုက်စစ်က champion league မှာအလုပ်ဖြစ်ပါမလားဗောလေ white line ရဲ့ champion league goal လက်ကတော့ရတာတော့မှန်ပါတယ်ဒါပေမဲ့ဟိုဒီ white line လို့တိုက်စစ်မှုမျိုးနဲ့က အဆင်ပြေပါမလားပေါ့လေလက်ရှိဒီ run ရောက်လာတာမှန်တယ်တော်မနီခြေစွမ်းပြတယ်အန်ဂွေစာတို့ဘိုလက်တီနီတို့ကောင်းတာမှန်ပေမဲ့လက်ရှိ AC Milan ကတော့2-1နဲ့ရှုံးခဲ့တဲ့အနေအထား CD ကို2-0နဲ့ပေးရတဲ့အနေအထားမှာ level 100ရှုံးမပြည့်တဲ့ level 80ရှုံးလောက်နဲ့ Lisbon အသင်းကိုပေးတဲ့နှုံးထားအရာကျွန်တော်တို့ကြီးပြော့တယ်လို့ပဲသုံးသပ်တယ် Lisbon ကအရင် ပြီးခဲ့တဲ့ Lisbon လောက်တော့ကျွန်တော်မကြိုက်ဘူး Robin Emoren တို့ဘာလို့ထားလိုက်ပါအောင်เนาะမနေ့က Emoren လောက်တောင်လက်ရှိအနေအထားအရအရင်ကြီးမကြိုက်တဲ့အနေအထားမျိုးရှိတယ်။ဟောပြီးခဲ့တဲ့ဘက်မှာတော့ Gareth Amadio 4-1နဲ့ကန်တယ်။အဓိကအချက်က ခံစပိုင်းတော့မငြိမ်တဲ့ပြဿနာပေါ့လေဒီဟာဒီအဝေးခွင်းတောက်လျှောက်ရှုံးပွဲတော့မရှိတာဘူးရလက်ကောင်းတဲ့အနေထားကြောင့်ကျွန်တော်ဒီပွဲလေးတော့အဲဒီ Sporting Lisbon နေနဲ့တည်လောက်တော့ရမယ်လို့ယူဆတာကြောင့် Sporting Lisbon body လေးရွေးချယ်ထားပါတယ် Lisbon body ပါအဲ့တော့နောက်ဆုံးပွဲကတော့ Villarreal နဲ့ Juventus ဖြစ်ပါတယ်ဒီမှာ Villarreal အနေနဲ့လည်းပဲ50ပြန်ပေးထားပါတယ်နှလုံးတရာရှုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့ထူးခြားတာ Villarreal ဘက်ကလည်းပဲ50ပြင်းပြင်းရင်းရင်းပေးထားတယ်ပေါ့လေဆိုတော့ဒီပွဲကကျွန်တော်တော့မထင်ဘူးဗျတမင်ဆွဲခေါ်တဲ့ကြီးလိုပဲယူဆတယ်ပေါ့လေ Villarreal ဒီဟာဒီကောင်းတာမှန်တယ်ဗျဒါပေမဲ့လက်ရှိအနေထားမှာ key player Morin င်တို့မပါဘူးပေါ့လေအဲ့တော့လက်ရှိဒီ Nicholas Pepe ခေါ်ရတဲ့အနေအထားမှာတိုက်စစ်ကတော့ဒီပဲတောက်လျှောက်ကျုံးနေတယ်ပေါ့လေပြီးပါအောင်ကိုနိုင်လာပါတယ် Sevilla ကိုနိုင်လာတယ် Osasuna ကိုနိုင်လာတယ်ဒါပေမဲ့ Champion League ရောက်လာတဲ့အခါမှာ Tottenham Hotspur ကို1-0နဲ့ရှုံးထားတယ်ဆိုတော့ဒီလိုမျိုးအသင်းဟာလက်ရှိအနေအထားအရလည်းပဲ90ပေးထားပေမဲ့လို့ ဂျူဝဲဒတ်လိုတိုက်ဆက်ကောင်းပုံမျိုးနဲ့ကဂျူဝဲဒတ်လက်ရှိအနေထားအရဘယ်ပွဲမဆိုသူကတရေပွဲပဲတာဂက်ဦးတီကန်နေတဲ့အနေထားဖြစ်နေတာကြောင့်တိုက်ဆက်အားကိုးပြီးတော့နှလုံးတရာရှုံးဆိုတဲ့အနေထားမှာဂျူဝဲဒတ်ဂိုးရနိုင်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဂျူဗင်ပဲကြိုက်ပါတယ်နော်ဗီလာရီယာဘက်ကလေ50ဟာတော်တော်လေးတော့ပြင်းတဲ့ ဂျင်းမျိုးဖြစ်ပါတယ်ဒါပေမဲ့လည်းဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီဘက်တော့ Juventus ပဲကြိုက်ပါတယ်ဒါကြောင့် Juventus body လေးဖြစ်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်ဒီနေ့ဒါသုံးသက်ချက်အားလုံးပြီးပြီဆိုတော့ကျွန်တော်ရွေးချယ်မှုလေးတွေပြောပြီးမှဖြစ်ပါတယ်ဆိုတော့အသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကလေးကျေးဇူးများကြီးတင်ပါတယ်ဗျဒီနေ့ကတော့ဒါဒီ live ကတော့ကျွန်တော်ဒီတပုတ်သေးပဲအားလုံးပေါင်းပြီးတော့เนาะပွဲအားလုံးပြောပြလိုက်တာဖြစ်ပါတယ်ဆိုတော့အသေးလေးလက်မလေးလည်းမနှိပ်ရသေးရင်ဝိုင်းပြီးတော့နှိပ်ပေးကြပါအောင်ညီကလေးကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီကျွန်တော်ရွေးချယ်မှုလေးတွေပြန်ပြီးပြောပြပါမယ်အဲ့တော့ဒါဒီနေ့ဒါတရက် ဒါအောက်တိုဘာပေါ့လေနော်တရက်10လ2025ရက်ဒီနေ့ပွဲမှာရွေးချယ်ထားတော့တကြောင်းတော့ပွဲ3ပွဲရှိပါတယ်နော်အဲ့ဒါတွေကတော့3စပွဲကတော့ Union Saint KYC Body ဖြစ်ပါတယ်နောက်တစ်ပွဲကတော့2စပွဲပါနောက်တစ်ပွဲအဲ2စပွဲကတော့ Man City Go ဘောဖြစ်ပါတယ်ဒါတပွဲပါနောက်တစ်ပွဲကတော့ Barcelona Body ဖြစ်ပါတယ်ဒါကတပွဲပါအားလုံးပေါင်းဒီနေ့တကြောင်းတော့ပွဲ3ပွဲဖြစ်ပါတယ်နော်အဲ့ဒါကတော့ဇာပွဲတွေဖြစ်ပါတယ်အဲ့တော့မောင်းလေးပြောပြပါမယ်၄တမောင်းမောင်း1ထဲမှာ Union Saint KYC Body Man City Go ဘော Arsenal Body ဘာစီလိုနာဘော်ဒီဖြစ်ပါတယ်။ဒါက၄သမောင်းမောင်း၁ဖြစ်ပါတယ်။ မောင်းနှစ်လေးပြောပြပါမယ်မောင်းနှစ်ထဲမှာကိုဗင်ဟေဂန်ဘော်ဒီစပော့တင်းလစ်ဘွန်ဘော်ဒီဂျူဗင်တက်ဘော်ဒီနဲ့လီဗာကူဆန်ဂိုးဘော်ဖြစ်ပါတယ်ပြောပြပါမယ်ကိုဗင်ဟေဂန်ဘော်ဒီစပော့တင်းလစ်ဘွန်ဘော်ဒီဂျူဗင်တက်ဘော်ဒီနဲ့လီဗာကူဆန်ဂိုးဘော်ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ရဲ့ဒါအောက်တိုဘာအပွင့်လေးအားလုံးပဲကံကောင်းကြပါစေညီကိုတို့ကြီးเนาะအဲ့တော့ channel ပွဲကတော့တိတ်မရှိဆိုတော့ကျွန်တော်ဒီနေ့ဒီ live လေးတစ်ခုတည်းပဲเนาะအားလုံးပေါင်းပြီးပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒါဒီ live လေးကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေဒါတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာဆောင်ညာလေးဖြစ်ပါစေဗျ good luck ပါဗျ